ဂျပန်၌ယမန်နှစ်ကားထက်စံစည်းနှုန်း၂၄ပါးမြင့်တက်လာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာနေ့ရက်ထီဂျပန်မှာစံစည်းနှုန်းကရတ္တပတ်၁၀ဘတ်ကျော်ကြာအောင်မြင့်တက်နေပြီးယမန်နှင့်ထိုကာလထက်၂၄ပါးမြင့်တက်နေကလူအများကသမင်းလျှော်စားခြင်းနဲ့အခြားနီလန်းရှာခြင်းတို့ပြုလုပ်လာရပါသည်။ မေလ17ရက်နေ့အထိဂျပန်မှပြန်ပြလက်လီဆန်စီနှုံးက9ကီလိုဂရမ်လင်း4268ယန်းရှိလာတယ်လို့စိုက်ပျိုးရေးတစ်တော့နှင့်5ဖန်ဝင်ကြီးဌာနကတနင်္လာနေ့မှပြောပါထိစစ်ရှိပတ်စတိုက်ဈေးနှုန်းမြင့်တက်လာပြီးနောက်ခဏတာကြာစင်းခဲ့ကယမန်သတင်းပတ်ကထ54ရန်မြင့်တက်လာပါထိ ယမန်နှစ်ထိုးကားလာနဲ့ရှင်ရင်ဆန်စင်းလုံးကနှစ်ဆနီးပါးမြင့်တက်လာတာဖြစ်ပါအထိတ်။ဒါမှန်လူတွေရဲ့သူ့အဝဲဖို့မလွယ်ကူတော့ဘူးလို့ဂျပန်တအူးကပြောပါအထိတ်။သမင်းဆိုတာနေစဉ်စားသုံးတဲ့အရာပါဒါကြောင့်စားသောအကုန်စိနှုံမြင့်တက်လာတာကခေါင်းခဲစရာဖြစ်ပါထဲပြီးခဲ့တဲ့လအတွင်းတပတ်ကိုမှနှစ်ခါသုံးခါပဲသမင်းစားရပါထဲလို့ပြည်သူတကူးကညီးသွားခဲ့ပါထဲ ဈေးနှုန်းတွေတက်နေတာကြောင့်ဈေးသက်သာတဲ့စီမံဝယ်ယူနေရကြောင်း5ကီလိုဂရမ်ကိုရန်4000ကျော်ပြီဖြစ်ကြောင်းအရင်လိုဈေးပြန်ချဖို့မျှော်လင့်ကြောင်းနောက်တဦးကလည်းပြောပါထည်။ဆန်ဈေးသက်သာကိုဖြည့်ရှင်းဖို့အစိုးရကမက်လာထဲကတူလောင်ဆန်များကိုဈေးကွက်ထဲတွင်းနေပြီဖြစ်ပါထည်။ မေလမှဂျွန်လိုင်းလအတွင်းတလားကိုအတန်းချင်းတသိန်းအထိသွင်းဖို့စီစဉ်ထားပေမဲ့လက်လီစိနှုတ်ရောချစေနိုင်မလားဆိုတာတော့မသေးချသေးဘူးလို့နီခေကဖော်ပြထားပါတယ်လို့သိရပါတယ်ရှင်။